ချိန်တဲတဲဟောပြောပဲအီဝိတုတို့ရံမင်းလူရဲ့တဘာဝကြကြဟတာရတမကောက်နှုတ်တင်ဆက်ထားခြင်းပဲဖြစ်ပါတယ်ရှင်ဒါကတော့ချိန်ချိန်တဲတဲဟောပြောပဲရဲ့ဒုတိယပိုင်းဇက်သိမ်းပိုင်းပဲဖြစ်ပါတယ်ဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါယံရှာနဲ့သက်ဆိုင်သူများအလုံးထံမှခွင့်တောင်းလိုက်ပါတယ်ရှင်မောင်ဝဥဆောင်ပြီးစောက်တာသည်ဟောပြောဝဲစင်မြင်းကတိတ်မဆိုးလားဟုဆိုရမည် စီပိုင်းခြောက်လုံးကိုအောက်ကခံပြီးတက်သားတန်းတွေရနိုင်သလောက်ထည့်သည်လွတ်နေသောနေရာတွေမှာဝက်လုံးတွေဖြည့်သည်အဘော်ကဝက်ကက်ခင်းသည်ပြီးမှဥကလအိမ်ကတာရဘတ်တွေထပ်အုပ်သည်ဆင်နောက်ဘက်ကိုဟာလာဟင်းလေးလှုပ်ထားရလို့မကောင်းတခုခုတော့ကားရမည်ဒီတော့ဓာရင်ကောင်းရက်ွက်စာစိုရိုနိစာပေဟောပြောဝဲဆိုသောစကလုံးတွေကိုကတ်ရမည် ။ဓမ္မအခမ်းအနားနှင့်တူမည်ဟုကိုကြီးဝေကပြောသည်။များသောအားဖြင့်ဓာမျိုးကိုဇင်ပိဿအပြာစများဖြင့်ပြုလုပ်လေရှိသည်သူတို့စီမှာကမရှိပိဿရှင်ရှင်ဆိုလို့အဲ့ရခွင့်နေတော့ရှိသည်ဒါတော့မသိတော့အစ်စ်တွေလည်းမဟုတ်နောက်ဆုံးမှအကျန်ရသဖြင့်ဘုန်းကြီးကျောင်းမှတင်းနေနေကိုသားငါရသည်ပြောင်းတော့မရအစဉ်ဆုံးအယောင်ဆုံးကိုဆက်ချုပ်ထားခြင်းသာဖြစ်သည်ဟောပြောဝဲစဉ်နေမတူတော့ပဲတောင်းမင်္ဂလာဆောင်နောက်ခံလို့ဖြစ်နေသည်ဘာပဲဖြစ်ဖြစ်ကြည်ပြောရှုပြောတော့ဖြစ်သွားသည် တခြားဟောပြောပွဲစဉ်တွေထက်တမှုထူးခြားနေပြီးမော်ရန်ဖြစ်သည်ဟုပင်ဆိုနိုင်သည်ကိုကြီးငွေကနောက်မှကံရမီစလုံးများကိုပြုလုပ်ပေသည်ဆက်ကူပြူကိုကန့်ညက်ပုံဖော်ထားသည့်စလုံးများကိုတင်းနေပေါ်မှာကော်ဖီကပ်ဖို့စိတ်ကူးသေးသည်ဘုံကြီးเจ้าကတင်းနေများပေးကြံကုန်ပြီဆိုသည်ဖြင့်တိတ်ကြီးဝဲပြီးအနာစုံတွေကိုကတ်ထားရသည် နေ့လယ်2နာရီ3နာရီလောက်ကလေးကဟောပြောပွဲဆင်မြင်ရှိကွက်လမ်းမှာစီစီကားကားဖြစ်နေသည်သူတို့ရဲ့ကွက်မှာဒီတစ်နှစ်လုံးဘာပွဲမှမရှိခဲ့တဲ့ဖြင့်အခုပွဲကိုတော်တော်လေးစိတ်ဝင်စားကြသည်မတ်ပွေးရဲ့အတုံးဆိုင်စိတ်လေးကွန်းရဆိုင်အကျော်ဆိုင်တို့လည်းလာခင်းထားကြသည်စာပေဟောပြောဝဲဆိုတာဘလို့ဟာမန်းတည်တည်ချာချာမသိတော့လဲပွဲဆိုတော့ဇက်ကလုံးပါကလေးကပျော်ရွှင်စရာတခုမဟုတ်တခုပါရှိနိုင်သည်ဟုတွတ်ထားကြသည်ကလေးတွေကတော့ နေရကောင်းရဖို့အတွက်ရှေ့နာမှာနေရလာဦးကြသည်ဖြာခင်းတဲ့သူကခင်းအိုကေချတဲ့သူကချတိုင်ဆိုင်တဲ့သူကဆိုင်ထုံနဲ့စီးချတဲ့သူကချပြီးတော့လဲသူတို့ဦးထားတဲ့နေရသူများဝင်ခင်းမသွားအောင်စောင့်ကြည့်ရင်အနီးအနားကပင်ကစားနေကြရာဖုံးတထောင်းထောင်းဖြစ်နေသည်ညနေနဲ့နေဆောင်တော့ခိုင်လိုက်ကားတစ်စင်းနဲ့တဲဆောင်လာတော့ခောက်ကလထိုင်တွေရောက်လာသည် ဇာရေးဆရာမများရိုက်ခွက်လူကြီးများအလူငွေမတည်သူများကို PIB ရိုးဖြင့်အရှိဆုံးမှာနှစ်တန်းလောက်နေရာချမည်နောက်ပိုင်းကတော့မြေပေါ်မှာဖျားခင်းထိုင်ကြရုံပဲထိုကားအရှိဆုံးမှာနေရာဥထားသူတွေဤဖျားတွေခဲတွေကိုဖယ်ရသည်အဖယ်ခံရသူတွေကနောက်တဆင့်ဆုပ်ဖို့ကြိုးစားသည်နောက်ကလူတွေကထပ်ဆုံမပေးပဲစကားကလေးကအရှိဆုံးလိုချင်တာအခုဖယ်ရမယ်ဆိုတော့နောက်မှသွားခင်ပေါ့ ဟုဆိုကြလေသည် ရှေးကလူတွေကလည်းသူတို့ပင်မခံခင်းခဲ့ရပြီးမှနောက်ကိုသွားရမယ်ဆိုတော့မကျေနပ်ဒီမှာပဲစကားများကြသည်ခင်မိသားဖျားတွေဆွဲဖဲကို့ဖျားကိုခင်သူ့အုပ်ခဲကိုဖဲသူကကို့ဟာကိုပြန်ဖန်နေရန်ဖြစ်တဲ့သူကဖြစ်ဆွဲရင်လည်းရင်အလဲလဲပြူပြူဖြစ်အုပ်ခဲကလုတ်တမိလို့ချိန်မကွဲသူကကွဲရုပ်ရုပ်တဲတဲဖြစ်နေကြတာပြောစရာကြီးညနေဆောင်အချိန်တွင်ဇာရေးဆရာတွေကိုကြိုးစားလာသောတက္ကစီတစ်စီးသည်ရက်ွက်အတွင်သို့ဝင်လာသည် ခေါ်ပြောဝဲဆင်ရှင်မှာ ဖြတ်မောင်းသွားတော့ကားကလေးတွေကအစာပေကြည့်ရလာပြီဟုအော်ပြီးကားနောက်ကပြေးလိုက်လာကြသည်ခက်ရဲရဲကောင်တွေကကားနောက်ပန်းပါပေါ်ခုန်တက်ပြီးခိုးစည်းဖို့ကြိုးစားသဖြင့်အော်ဟိဟန်တားရသေးသည်အစာတော့ငါဇာရေးဇာရီကိုဥကလာအိမ်မှာခဏနားခိုင်းပြီးဧကံဖို့စိတ်ကူးသေးသည်ထမင်းကျွေးဖို့ပတေးကတာဝန်ယူထားသဖြင့်နေရာမရွေ့စေရန်ပတေးအိမ်ကိုသာကားကိုတန်းမောင်းခန့်လိုက်ရသည် ကားပေါ်က၄ယောက်ဆင်းလာသည်အမျိုးသား၃ယောက်အမျိုးသမီးငယ်၁ယောက် အိမ်မှအတင်းဆောင်နေသောပတိပွားကြီးနှင့်မောင်ဝါတို့ကစီကြိုကြသည်။ပွားကြီးတို့မှဆရာကြီးကွေးကိုပို၍ကျေးဇူးတင်သွားသည်။ဆာရေးဆရာမလေးမှတကယ့်ကိုငငယ်ချောချောလေးကိုယ်ဆက်ကားရဲကမင်းသမီးနဲ့တော့မတူသို့ရရင်မဟာစစ်သူကြီးကားရဲကတရုတ်မင်းသမီးကလေးနဲ့တူသည်။ဖိတ်ထားတာက3ယောက်ပါလာတာက4ယောက်ဟိုတီးတီးညံ့ညံ့ကောင်လေးကဆာရေးဆရာမလေးရဲ့မောင်လေးလား။တောက်တူမရခိုင်းတဲ့ကောင်လေးလည်းဖြစ်နိုင်သည်။ ပတဲဤဆိုင်ကိုဒီညနေစောစောပိတ်ပြီးဦးကလာအိမ်မှတဲလာသောဆက်ဒီခုံတွေကိုချထားသည်အစုံလိုက်တော့မဟုတ်ဂျိန်ခင်းတွေပေါက်နေတဲ့ပြင်အကောင်သုံးလုံးသာယူရနိုင်သည်စာရေးဆရာ၃ယောက်တော်ပဲဟုတွက်ထားသည်အခုလာတော့၄ယောက်ဖြစ်နေသည်တည်ကြတဲ့စာရေးဆရာတွေနဲ့ကတ်လိုက်လာတော့ကောင်လေးကအလိုက်ကန်းစုံမတီးပဲဆက်ဒီတစ်လုံးပေါ်ဆွေကနေဝင်ထန်လိုက်ထူခါမောင်ဝါကဟေးဟေးချတဲ့ဆရာဆရာမတွေထိုင်မှုထားတာကွာထထမင်းဒီမှာထိုင် ဆိုပြီးပတိဆိုင်ကခွေးချေဘူးလေးတစ်လုံးချပေးလိုက်သည်ကောင်လေးကလည်းအော်အဟုတ်ကဲ့ခင်ဗျโอเคခင်ဗျာဟိုချက်ကိုချက်ကန်ပြောရင် ခွေးချေဘောရွှေထိုင်သည်တကူကညက်ရတဲ့ကြားတဲ့ခွေးချေဘူးလေးဘောထိုင်တော့အခါဆက်ကတ်ထဲကမြောက်ကလေးလိုဖြစ်နေသည်ဇာရေးဇာတွေကိုသွားကြိုလာတော့ဖုန်းနေသည်တက္ကစီကကိုရှင်ပြီးပြန်အငွေကို စောင့်နေရသဖြင့်အထဲကဖြစ်ပုံကိုမသိလိုက်သူဝင်သွားတော့အခါမြင်ကွင်းကိုကြည့်ပြီးဟာခနဲ့ဖြစ်သွားသည် ခတ်တုတ်တုတ်ပြေးပြီးပတဲဤဆိုင်ကောင်းနာမှာထားသည့်ခောက်ကလထိုင်ကိုယူရွေးချပေးပြီးဆရာဆရာဒီမထိုင်မှာမင်းတို့ကလည်းကွာဆရာဒီမထိုင်ခဲ့ရသလားသူကကြာမှခတ်သေးသေးကောင်းလေးကရပါတယ်ဗျာဆိုပြီးခောက်ကလထိုင်ပေါ်ရွှေ့ထိုင်သည်ဖြစ်ရပုံကတော့မင်းညံ့တွေကဆရာကြီးကိုသည်ဆရာမတန်းမြောင်နေတွေ့တော့ဟောပြောဝဲလိုက်နိုင်မလားမေးသည် ဆရာမတမ်းမြအောင်မှာစာပေသမားတို့ရဲ့ကျမ်းမာရေးလူမှုရေးကိစ္စတွေကိုငွေရောလူပါစာရွေးအားတက်သရောကုညီတတ်သောစေတနာရှင်ဖြစ်သည့်သူမတစုံတစ်ယောက်ကိုကုညီပေးဖို့ကိစ္စတစ်ခုမဟုတ်တစ်ခုအမြဲရှိနေတတ်သည်စာရေးဆရာတယောက်လိတ်ကောင်းဖြတ်ဖို့ကိစ္စစီရင်လိုက်ဖို့ပေးစရာရှိသဖြင့်ဟောပြောဝဲမလိုက်နိုင်ထို့ကြောင့်သူစားစာရေးဆရာနီကိုရဲကိုအတင်းဝင်ဆွဲလာခဲ့ခြင်းဖြစ်သည့်ညကစားဖြစ်တော့သူဇနီးကလေးကလည်းကိုကိုဟောတာနားမထောင်မှုသေးဘူးဆိုတော့ကြောင့်ခေါ်လာခဲ့ခြင်းဖြစ်သည် ဒါကိုမောင်ဝါတို့ကကောင်မလေးကိုစာရေးစရာမထင်ညီကိုရဲကိုဥပဒေရုပ်ကြည့်ပြီးတောက်တုံမရခိုင်းတဲ့ကောင်ကလေးဟုထင်သွားကြခြင်းဖြစ်လေသည်ညီကိုရဲမင်းကတော့လွဲပြန်အောင်လွဲလိုက်သေးရဲ့နော်ဟုမောင်သိစင်းကပြောတော့ဒါမျိုးကတော့ခဏခဏကြုံမှုလို့ရိုးနေပါ යි ဗျာညီကိုရဲကပြန်ပြောသည်မောင်ဝါကတော့ရှက်လက်ရှက်မျက်နှာလဲဘူးအားလိုက်နာပြီးခြာကနေလှဲ့ကတချို့တဲ့ပြေးလေတော့သည် ဖိုးနီနင်းဘွားကြီးတို့ကဟောပြောဝဲစဉ်မှာအစဉ်သင့်ပြင်ဆင်ထားဖို့ထွက်သွားကြသည်ပတိကတော့ဇာယိဇာတွေကိုအက်ခံကျွေးမွေးဖို့ကြံရင်ခဲ့သည်ဘာနုကထမင်းပွဲပြင်ပေးသည်သူ၏ favorite ဟင်းဖြစ်သောစိတ်ကောင်းဟင်းနှင့်ဇက်သားနှင့်အာလူနကူကျော်နှင့်ဘာကြီးကျော်ဘဲကလာဟင်းတို့ဖြင့်မြန်မြန်ဆန်ဆန်ဖြစ်သည်မောင်သစ်စင်ကဟင်းတွေကိုကြည့်ပြီးဟင်းတွေကတော့မှွေးနေတာပဲအေးတော်လေးပိုင်ကောင်းမယ်နော်ဟုပြောသည်ဘာနုကအထမပေါက်ပဲဘဲကလာဟင်းပါတယ်လေဆရာ ဟုပြောလိုက်ရပတိကသဘောပေါက်သွားပြီးနင်းနင်းနင်းလို့ရရှိရသွားလို့တော့ငါစီစဉ်မယ်ဟုပြောပြီးအစင်သင့်ဝဲထားသောရန်ပလင်းကိုထုတ်လာသည်အခုတော့ထမင်းစားရုံလောက်ပဲနော်ဟောပြောဝဲပြီးမှဆက်နှိတ်ကြမယ်ဟုချီဦးညိုက limit တက်မှတ်ပေးလေသည်နီကိုရဲကပတိဘက်သို့လှည့်၍အကိုကြီးရော တောက်တန့်ဝင်နှွဲပါလားမေးပြဆွေပြပေါ်ဟုပြောတဲ့ဖြင့်ဆရာတို့အဖို့ရအောင်နည်းနည်းတော့အားပေးလိုက်အောင်မယ်ဆိုပြီးပလင်းကိုလှမ်းကန်လိုက်လေသည်ဘလို့လဲအစင်သင်းဖြစ်ပြီလား ဖုန်းနီကမေသည်ညံစိန်ကတော့ဂျန်နာအားလုံးပြီးပြီးအတန်ချက်ဆက်ကနည်းနည်းဖောက်နေတယ်။အတန်ချက်ဆက်ဆရာစီသွားပြီးမေးရပြန်သည်။ဘာဖြစ်တာလဲ။အောက်ဆလွတ်နေလို့ဘာ။ဩအကျိုးလွတ်နေတာအောက်ဖက်ကမလို့နဲ့နဲ့ကတိကန်တာလုံနေရလို့ပြီးပါပြီဆိုပြီးဆက်ဆရာက Hello testing လို့ကြည့်သည်အဆင်ပြေသည်။ကဲဒါဆိုကြင်ညာလိုက်တော့ငါဆိုင်ဆရာတွေသွားခေါ်မယ်။ဖုန်းနီကထွက်သွားသည်။ကျော်ကွန်းကညံစိန်မင်းကြင်ညာလိုက်။ဟာငါအတန်ညောင်နာနာနဲ့ဖြစ်ဘူး။ ဘယ်အစားပြောရမှန်းမသိပါဘူးထိုစဉ်ဒါမျိုးကိုခွဲချောင်းနေတော့ဥဖူပြောရောက်လာသည် သူကမိုက်ခရိုဖုန်းကိုမြင်လင်မစမ်းပန်းမနေနိုင်တဲ့ဖြင့်မိတို့ကအတွေ့အကြုံမှမရှိပဲဘူးကပေးပေးငါကြင်ညာလိုက်မယ်ကျောက်ကွန်းတို့ကလည်းသူတို့မပြောရပြီးရောဆိုပြီးမိုက်ခရိုဖုန်းကိုထိုးပေးလိုက်သည်ထို့နောက်ဥဖိုးပြောရေးတန်းကထွက်ပေါ်လာသည်ရက်ွက်တွင်ရှိတရာချီလင်ပါရမီရှင်တပ်ပရိတာနွယ်ဝင်ကျတော်စင်ပေါင်းတို့ခမညာဟာဦးလေးပြောဒါစာမီဟောပြောဝဲလေဗျာအဲ့လိုကြီးညာလို့ဘယ်ရမလဲ ကျောင်းကပြောတော့အဘတူလေကွာဒါလည်းကိုယ်ကိုရတယ်လို့ပဲမဖြစ်သေးဘူးကဲဒါဆိုဘလို့ကြီးညာပေးရမလဲပြော အေးအေးအဲ့ဒါတော့သူတို့မှမိုက်ခရိုဖုန်းခလုတ်ကိုမပိတ်ဖဲပြောနေကြတဲ့ဖြင့်အတန်းချက်ဆက်မှတစဉ်အတိုင်းသားကြနေရသည်ကိုကြီးငွေမှာအိမ်မှာသားရှိုးနေရင်ကကြားပြီးပြောမိသည်ထို့နောက်အိမ်ကြီးကိုကဝေး၍ဟောပြောဝဲရှိရာသို့ထွက်လာခဲ့သည်မောင်ဝဟောပြောဝဲစဉ်ကိုအပိတက်စစ်စည်းနေရမှအတန်ကိုကြားသဖြင့်ခတ်တုတ်တို့ပြေးသွားပြီးအဘလိုဖြစ်ရတာလဲ ဟောပြောဝဲစားဖို့ကြီးညာတာပဲလူသိရင်ပြီးတော့ပေါ့ပိုရပြောနေကြမလို့ဘူးဟုပြောရင်မိုက်ခရိုဖုန်းကိုလှမ်းယူပြီးကိုရိုင်းအော်လိုက်သည်ဒီမှာရက်ွက်ထရလူတွေဟောပြောဝဲစားတော့မယ်မြင်မြန်လာကြနောက်ကြရင်တာဝန်မြည်ဘူးဒါပဲထို့ချိန်မှာပဲကိုကြီးငွေကတုတ်တီးတုတ်ပြရောက်လာပြီးမင်းတို့ကောင်းလေးတဟဲ့တာပဲကွာပေးပေးဆိုပြီးမိုက်ခရိုဖုန်းကိုယူလိုက်သည်ထို့နောက်ကိုကြီးငွေဤအောင်မြင်ခန့်ညားသောအတန်ထွက်ပေါ်လာသည်ချစ်ခင်လေးစားပါတော့ ီနေရာမှာတော့အတန်ရှည်ဆွဲပြီးခဏနားလိုက်သေးတယ်ပြီးမှချစ်ခင်လေးစားအပ်ပါတော့စပိဝဒနာရှင်မိဘပြည်သူပေါင်းတို့ခင်ဗျာကျွန်တော်များထိုင်ကောင်းရက်ွက်စာစုတော်နေ့ထိမ့်မှန်စာပြီးဟောပြောပွဲကြီးဟာဖြင့်မကြခင်ချိန်တွင်းမှာစတင်တော့မှာဖြစ်တဲ့အတွက်အဲ့တဲ့နေရာယူပေးကြပါယံလေးစားစွာတိုက်တွန်းနှိုးစော်အပ်ပါတယ်ခမညာ ဲ့နေရာမှာမကြခင်အချိန်လေးတွင်းပါဆိုပြီးတော့ဆက်မပြောသေးပဲသူကခဏနားလိုက်သေးတာထိုချိန်မှာပင်ကလေးများ၏အော်တန်းကဟေးကနေထွက်ပေါ်လာလေတော့သည်ဟောပြောပဲကျင်းပမည်နေရာသို့ဇာရေးဇာရီရောက်လာသောအခါပြိတ္တတွေနဲ့ငယ်ရုပ်ရုပ်သက်သက်ဖြစ်နေတာကိုတွေ့ရ၏ဆင်းရှိမှခင်းကျင်းထားပုံကရှေ့ဆုံးက VIP ခုံတန်းနဲ့တန်းနောက်ကတော့မြေပေါ်မှာမိမိအစီအစဉ်ဖြင့်ဖျားပဲခင်းခင်းဖက်နှက်ပဲဖင်းခုထိုင်းထိုင်းကြိုက်တယ်လို့စီစဉ်နိုင်ကြသည် ပြဒနာကရှေ့တန်းကခုံတွေကမြင့်နေတဲ့ဖြင့်နောက်ကမြေကြီးပေါ်ကထိုင်နေသူတွေကမမြင်ရချင်းဖြစ်သည်ထို့ကြောင့်ကြွက်စီကြွက်စီဖြစ်နေကြချင်းဖြစ်နေတော့ပါလေပတ်စံရှိရသူတွေမှဦးစားပေးကြလားငါတို့လည်းလူငွေထည့်ထားရတာပဲဟု20ကျပ်တီတီအလူငွေထည့်ထားသောအရက်ဝန်းဆွဲတဲ့ဒေါ်ကြီးကျွဲကကန့်ကွက်ပြောဆိုလေသည်ဖိုးနီတို့ကလည်းဟိုကလူကြီးကြီးဗျပြီးတော့အလူငွေကလည်းရရရရထည့်ထားတာဆိုပြီးတင်းခံသည်နောက်တော့မှဆရာချီဦးညိုကြီးချန်ပေးကြရအဆင်ပြေအောင်လုပ်လိုက်ရသည်ရှီတန်းကခုံများကို စင်ဘေးဤတစ်ဖက်တစ်ချက်စီမှဘေးလိုက်တန်း၍စီလိုက်သည်နောက်ကလူတွေလည်းမြင်ရထိုင်ကုန်သမားတွေလည်းအိမ်ကြီးရရဖြစ်သွားသည်လွတ်သွားသောရှေ့ပိုင်းနေရာကိုတော့ကလေးအုပ်စုကအလင်းမြန်ဥလိုက်လေသည်ဟောပြောဝဲစဖို့အသင့်ဖြစ်နေပြီအခမ်းနားမှုဖြစ်ကတော့ကိုကြီးငွေကိုပဲအဲအဲကိုကြီးပြောက်သွားပါလေရှာလို့မတွေ့တော့အမှန်မှာစောစောကသူ့အတန်ထွက်ပေါ်လာပြီးနောက်မတီးလိုက်လာ၍ရှင်ကိုဘဏ္ဍခပြောရမလဲ ဆိုပြီးဆက်ခွက်သွားခြင်းဖြစ်သည်ဥဖိုးပြောကတော့မိုက်ခရိုဖုန်းနားမှာရောင်းလဲလဲလုပ်နေသည်သူနဲ့တော့မဖြစ်ထို့ကြောင့်မတက်သားတော့ပဲဖိုးနီကပင်တာဝန်ယူလိုက်ရလေတော့သည်စာရေးဆရာများသည်စီကန်းတော့ရှိကြသည်စောစောကပင် random link ဖောက်ခဲ့တော့လဲစားတော့ကောင်းယုံစကားပြောကောင်းယုံနည်းနည်းပါးပါးတောက်ခဲ့ကြသည်ဖြင့်အိန္ဒိယရရတီတီငယ်ငယ်မြင်ရှိနေကြသည်သူတို့နှင့်ကတ်တောက်ခဲ့သောပတိကတော့နည်းနည်းစကားဖွာစားပြုပြီးချစ်ခင်လေးစားအပ်ပါသောမိဘပြည်သူများခင်ဗျာ ခုချိန်ကစပြီးစာပေဟောပြောဝက်ကိုစတင်มาဖြစ်လို့တဘာပတိကြီးကအမှားစကားပြောကြားပေးဖို့ဖိတ်ခေါ်ပါတယ်။ဖိုးနီကကိုကြီးငွေနမူနာကိုယူပြီးပြောတဲ့ဖြင့်အဆင်ပြေပြေဖြစ်သွားသည်။အဆင်မပြေတာကဥကလာသူ့ကိုတဘာပတိတင်ထားသည်။သူကစကားပြောချင်သူမဟုတ်။သူရရင်ဖိုးနီကခေါ်နေပြီးမတက်တာ၍စင်မောတက်ရတော့သည်။ဟုတ်ချောင်းဟန်ပြီးမိုက်ခရိုဖုန်းကိုဒဒရမီအောင် လက်ဖြင့်ခောက်သည်ထို့နောက်ပြောရမလား ဟုဖိုးနီကိုလှမ်းမေး၏ဖိုးနီကလည်းပြောလေဦးလေးဟုပြန်အော်တော့မှညုတ်ကစကားတွေပါတယ်တိတ်ပြောတတ်တာဟုတ်ပါဘူးဒီတော့တူတူပဲပြောမယ်အခုစာပေဟောပြောခွင့်ကြီးကိုအားလုံးညီညီညွတ်ညွတ်တက်တက်ကြွကြွလောက်ကန်ကြတာအားရစရာကောင်းတယ်စာပေเจ้าတော်ညုတ်ကတိုက်မြန်မြန်ပြောတတ်ဘူးစာရေးစရာတွေပြောတာပဲကောင်းကောင်းနားထောင်ကြပါဘာမှတိတ်နားမလဲတဲ့ညုတ်ကစကားကြောရှင်နေနွားရှင်ထွန်ကျူးတယ်လို့ဖြစ်မှာဆိုလို့ဒီလောက်နဲ့ပဲနှီးကုန်းချုပ်ပါတယ်စာရေးစရာများမှာတယောက်မျက်နှာတယောက်ကြည့်ပြီးပြုံးစီစီဖြစ်ကုန်ကြသည် ဖိုးနီကအခုပြမဆုံးပြောဖို့အလှကြတဲ့ဆရာနီကိုရဲ့ကြွပါဟုဖိတ်ခေါ်သည်။နီကိုရဲ့ဒီဆင်မြင့်ပေါ်သို့တက်လာသည်။စောစောကဥကလာပြောဖို့ပြင်ဆင်ပေးထားသောမိုက်ခရိုဖုန်းသည်သူနဲ့ဆိုရင်းမြင့်နေပြီးနှစ်ဖူးနီဟာလောက်ရှောင်းနေသည်။ထို့ကြောင့်အောက်သို့ဆဲချလာရသည်။ပတေးသည်အတန်ချက်ဆက်စီယာနာတို့သွားပြီးဥကလာပြောနေစဉ်မှာအခိုးတော့နဲနေသည်ထတ်တင်ပေးဖို့ပြောသည် အတန်ချက်ဆက်စရာကမဆိုးစလောက်သာတင်ပေးသည်ပတိကအားမရပဲခံများများလေးလှည့်ချလိုက်၏ထို့ကြောင့်ညီကိုရဲနှုတ်ဆက်စကားပြတော့ကအခုရီလွန်ပြီလေးစားအပါတော်စာပေဝါဒနာရှင်ဟဲ့ပရိသတ်အပေါင်းတို့ခင်ဗျာဆိုပြီးတိတ်ခွေဇလတ်တဲ့ကတဲတဲ့ရင်မူဇဝင်ခန်းတွေကလေးတန်လို့ဖြစ်သွားသည် နီကိုရဲမှာသူသူ့အတန်သူလန့်သွားပြီးအတန်ချက်ဆက်စရာပဲသူလှည့်ကြည့်လိုက်သည် အကုတ်ကိုပြန်လျှော့ချလိုက်မှအဆင်ပြေသွားသည်သူရရင်အနောက်ရှက်ကမကုန်သည်ရှေ့ဆုံးကကွက်လက်မှာရှိနေကြသော ခလေးအုပ်စုဝင်ဖြစ်သည်သူတို့သည်အခုလိုမိရအောင်မှတစုတဝေတမ်းမဆောင်ကြရတာကြာပြီးဖြစ်တော်ကြဥမျိုးနေသည်ပြေးတန်းလိုက်တန်းကစားတဲ့သူကကစား ကျွန်းထိုးတဲ့သူကထိုးနဖန်းလုံးနဲ့ကောင်ကလုံးတီးကြတဲ့ပွဲကြီးနေမှာလို့ဘူပေါင်းတွေကလာရောက်သွားသေးသည်ထို့ကြောင့်ဘူပေါင်းရှင်ကြီးတွေနဲ့တန်တန်ပြစ်တယ်လို့ကစားကြတာဟိုဘက်ဒီဘက်ဝဲပြန်နေစေတချို့ကလည်းဘူပေါင်းအလုံးကြီးတွေကိုဘောလုံးလုံးလုပ်ပြီးကန်ကြသည်တစ်ချက်မှာတော့ခလီတယောက်ကကန်လိုက်ပြီးဘောလုံးဘူပေါင်းကကန်ကျက်လွယ်ပြီးဆိုင်းဆရာတွေထိုင်နေသည့်ဘက်သို့လွင့်သွားသည်ဆရာချီဦးညိုကြီးမျက်နှာတဲ့တဲ့စီသို့သွားနေ၏ထိုစင်မှာပင်သူက secret ကို ်ဖွာလိုက်သည့်အခိုက်ဖြစ်သည်ဖြင့်ပူပန်းက secret me နဲ့ထိပြီးဖောင်ကနေမိအောင်ပောက်ကွဲသွားသည်နီဂိုရဲ့မှာဘလို့မဆက်ပြောလို့မရအောင်ဖြစ်သွား၏ထို့စဉ်တွင်မောင်မဆင်ပေါ်သို့တက်လာသည် နီဂိုရဲ့ကိုပေးဖယ်ခိုင်းပြီးမိုက်ခရိုဖုန်းရှိမှရက်သည် စကားပြောသောအစဉ်ကလေးကိုလက်သည်တင် ဒုံကနေထုလိုက်ရအားလုံးတိတ်ဆိတ်ငြိမ်သက်သွားသည်ပြီးမှဖျောက်နေအတန်တချောင်းမထွက်နဲ့ထွက်တကောင်ကလက်သီးနဲ့တွေ့မယ်ကျန်တဲ့သူတွေကိုလည်းသတိပေးထားမယ်နော်ဆာရေးဇာရီကခမည်းတော်ဘဟုသူတာဖြစ်အောင်စေနာနဲ့ပြောပေးကြတာမလေးမစားမလုပ်နဲ့ကောင်းကောင်းနားထောင်ငြိမ်ငြိမ်သက်သက်စီကံရှိရှိ နားထောင်စူးစူးညံ့ညံ့လို့တော့မလွယ်ဘူးဒါပဲကဲဆရာဆက်ပြောတော့ ဆိုပြီးပြန်ဆင်းသွားသည်ထိုအခါမှစပြီးပြိတ္တကြီးတစ်ခုလုံးလုံးဝတိတ်ဆိတ်သွားသည်ဘဲလောက်ထိတောင်တိတ်ဆိတ်သက်လဲဆိုလေနီကိုရဲ့ရည်စရာ ပြောတာကိုတောင်မရည်ရဲကြတော့အဲ့ဒါမှနီကိုရဲ့အတွက်ပြဿနာပဲသူကပြိတ္တအခြေအနေကိုကြည့်ပြီးရည်စရာများများပြောနိုင်မှထိနိုင်မည်ဟုတွက်ထားသည်ထို့ကြောင့်ညနေကသူ့ကိုမောင်ဝါတို့ကတောက်တူမရခိုင်းတဲ့ကောင်းလေးထင်ခဲ့ပုံမှစပြီးပြောသည်ဘယ်သူမှမရည်ကြစာရေးစရာပေါ့စားဘွားကတလဲတကြုံဖြစ်ခဲ့ပုံများကိုပြောသည်ဖရိတ်တက်ကမလုပ် တခြားပွဲဆိုရင်တဝါဝါပွဲကြနေပြီ။ဟောပြောပွဲပြောသူတို့ဖို့ကိုကရည်စရာပြောရင်ပြိတက်ကအုံခနဲ့ရီမအားရှိသည်အခုလိုတင်းခံနေကြတော့သူကလည်းချွေးပြန်လာပြီးထို့ကြောင့်နိုင်ွဲလောက်စူးစမ်းပြောပြီးတက်ခောက်ရင်အစင်းလာခဲ့ရသည်။ဘာကြောင့်အခုလိုဖြစ်ရလဲဆိုတာကရာချီဥညိုကသိသည်။စောစောကမောင်ဝ ်ကျိန်မောင်းထားတာကတကြဇာရေးစရာဆိုတာကိုလေးစားရမယ်ရီလိုက်လျင်ပြည့်ရဲ့ပြူရာကြမည်ဟုထင်နေတာတကြောင်တို့ကြောင့်ဖြစ်သည်တို့ကြောင့်ဆရာကြီးဦးညိုကမောင်ဝကိုခေါ်၍အကျိုးကြောင်ပြောပြသည်မောင်ဝကအော်တီးလို့လားရတယ်ဆိုပြီးစင်ပေါ်တက်သွားပြန်သည်ထို့နောက်အားလုံးပဲဇာရေးစရာတွေကသူတို့ยีเสียเปี่ยวเองยีมาไจ่เด้ดิรอยีจ้ะบายีเองแลอะตันเจเจยีจ้ะบาโตโตไจ่ยีเด้ดูดิมะหล่วบุ่แม่ดาเว้หุปอตินีပြောฉะไล่เลยดอดิ နောက်ထပ်လက်ကျသူကတော့ဆရာမောင်တစ်စင်ဖိုးနီကသူ့နာမည်ကိုကြီးညာပြီးဖိတ်ခေါ်ရမည်ဖြစ်သည်တို့ရရင်စောစောကမောင်ဝတက်ပြောသွားတဲ့စီကိုအာယုံရောက်သွားသဖြင့်ဆရာမောင်တစ်စင်နာမည်ကို ရုတ်တရက်ဆဖော်လို့မရပဲဖြစ်သွားသည်အနီးနားမှာမေးရမယ့်သူကလည်းမရှိဒါမျိုးကအချိန်ဆွဲထည်လို့ဖြစ်တာလည်းမဟုတ်ထိုးစင်ပါမည်ဆရာကြီးကိုခေါ်ခဲ့သည်နာမည်ခေါင်းထဲသို့ဖြတ်ခနဲဝင်လာသည်တတ်နိုင်ပါဘူးဆိုပြီး အခုဆက်ပြီးဟောပြောမှာကတော့ဆရာပြောင်းဝင်းဖြစ်ပါတယ်ဟုပြောမိလေသည်ပရိသတ်ကဝေါခနဲ့ရည်ကြလေသည်မောင်ဝါကရည်ရရှိရင်ကြဲကြဲရည်ရမည်ဟုမာရသည်ဖြင့်ရည်တံတွေကပုံပြီးဟိန်ထွက်လာသည်ညင်စိန်ကဖိုးနီနာပြေးပြီးပြောမှနာမည်အမှန်ကိုပြင်ခေါ်ပြီးစင်မြင့်ပေါ်သို့ဖိတ်ကြလာရသည်စာကလေးကလွဲပြီဆိုတော့ရှစ်ဆက်လွဲဖို့တိကျသွားပါပြီဆရာမောင်တင်စင်းက စာနယ်ဇင်းများအကျိုးပြုမှုများအကြောင်းကိုပြောပြသည်သူကပြည်သက်နားလည်အောင်တတ်နိုင်သမျှရိုးရိုးရှင်းရှင်းတင်ပြသည်တရင်ဆိုသည်မှာဒူးကဒူးကိုသိစေခြင်းသောအကြောင်းအရာများလက်ဆင့်ကမ်းခြင်းဖြစ်ကြောင်းလူတိုင်းတွင်တရင်ပညာအခြေခံရှိကြောင်းအင်ပေါင်းစီလိုက်ပြီးအတင်းပြောခြင်းဒီပင်လင်တရင်ဖြန့်ချိမှုတစ်မျိုးပင်ဖြစ်ကြောင်းတမန်အားဖြင့်ဆိုရင်သူပြောသည့်အကြောင်းအရာမှာအလွန်ပင်စိတ်ဝင်စားပွဲဖြစ်သည်အခုလောလောဆယ်ပြိတ္တမှာမရရပဲအောင်ထားရသဖြင့်အခုမှအတိုးချပြီးရည်ဖို့ကြံစည်နေကြခြင်းဖြစ်သည် ်ထိခနဲရှိရီဘုတ်ပြင်လာကြသည်ခေါင်းကိုလည်းရဲစကားပြောလည်းရီစကားပြောရင်စပီကာကကွီခနဲမြည်လာရင်လည်းရီဒီကြတဲ့ပြဿနာတစ်ခုကဖြစ်လာသေးသည်နောက်ဖက်ကဖိတ်ကားပေါ်မှာကတ်ထားသည့်စာပေဟောပြောပွဲဆိုသောစကားလုံးမှာနောက်ပြစ်ကလေးသည်လေအဝဲတွင်ပြုတ်ကျသွားခြင်းဖြစ်သည် ထိုကစာပေဟောပြောပွားဖြစ်သွားသည်ဒါကိုကြည့်ပြီးရီကြပြန်သည်သူတိုင်းမတိမသားထားလိုက်ရင်ပြီးသွားနိုင်သည်တို့ရရင်လည်းနင်းမှန်နေပြီဖြစ်တော့ပတိကအစိုးရင်ကြည့်ပြီး ဆင်မော်တက်လာသည်ကြသွားသောနောက်ပြည်ကိုကောက်ယူပြီးပြန်ကပ်ဖို့ကြိုးစားသည်စာတန်းကမြင့်နေသည်ဖြင့်မှတ်မိပဲဖြစ်နေသည်ထိုအခါဆင်မေးမှရက်ပြီးဟေးဟာပတိစင်ကပ်ပါစင်ကပ်ဟုတိုးတိုးကြိတ်ကြိတ်အော်နေသောပွားကြီးကိုမြင်သည်ပတိကလန့်ခေါ်သည်ပွားကြီးလည်းမတက်တာပဲဆင်ဘောသူတက်ခဲ့ရသည်ပတိကဟေးဟာမိငါပကုံးမော်တက်ပြီးပြန်ကပ်ဆန့်ကွာငါထမ်းပေးမယ် ပွားကြီးကပတေးဤကုတ်ပေါ်သို့ခွာစီသည်ပတေးမှာရမ်တကူကြောင့်ရိုင်းတိုင်တိုင်းဖြစ်နေပြီးထို့ကြောင့်ဟန်ချက်မထိန်နိုင်ပဲရိမ့်ထိုးနေသည်အပေါ်မှပွားကြီးသည်လည်းနောက်ပြစ်နေရာကိုမှန်အောင်ပြန်မကတ်နိုင်ပဲဖြစ်နေသည်တခါရင်ရလူရခင်ဖြစ်နေတော့မှပတေးကပွားကြီးကိုကိုမနိုင်တော့ပဲရိုင်းလဲသွားသည်သူတို့နှစ်ယောက်စလုံးလုံးထွေးပြီးပြုတ်ကျသွားသည်ပွားကြီးလည်းမကြခင်ကြောက်လန့်ပြီးဆွဲမိဆွဲရဆွဲလိုက်တာကနောက်ခံပိဆာကြီးကိုဆွဲမိပြီးပြုတ်ကျသွားသည် ဖိတ်စာကြီးမှာသူတို့ပေါ်သူတို့လွှမ်းခြုံပြီးကြာသွားလေသည်ပြိတ္တကြီးမှာထိန်လို့မရအောင်တဟားဟားတဝါဝါရီကြလေသည်ဒီလိုနဲ့ရီစရာတွေပြောတော့နီကိုရဲ့အလက်မမီဘဲနဲ့အတီအခန့်တွေပြောတော့မောင်သစ်စင်းအလက်ကြောင့်မနာတန်းရီမောနေရတော့သည်မောင်သစ်စင်းလည်းချစ်နေကိုရိတ်စားမိတဲ့ဖြင့်အမြန်နီကိုချုပ်ပြီးဆင်းလာခဲ့သည်သူ့နေရာသူပြန်ထိုင်ပြီးတော့မှမင်းပါလာကလေးကတလွဲ့တကြောဖြစ်တော်မယ်ဆိုတာစိတ်ကထင်ပြီးသားပဲဟုဘေးမာနီကိုရဲကိုပြောလိုက်သည် တိကလည်းအမောပြေအလိုက်တတိစီစဉ်ပေးထားလို့တော်သေးသည်ရင်းနှွေးချမ်းတအိုးချတာပေးခြင်းပင်ဖြစ်သည်အထဲမှာရင်းနှွေးချမ်းထည့်ထားတာတော့မဟုတ်ရန်နှင့်ရေကိုအနီတော်ရောဆက်ထားခြင်းသာဖြစ်သည်ပတိကလည်းဆင်ပေးနာသွားလိုက်ပြန်လာပြီးတစ်ခွက်ဝင်းနှိပ်လိုက်လုံရင်ထက်တင်နေသည်ရင်းနှွေးချမ်းအိုးနဲ့ထည့်တောက်တာကပြိသက်ရှိမှအိမ်ထီရဲ့ရခွက်ပုံးချနိုင်သောစာရေးဆရာတွေတုံနေချာနီးဖြစ်သည်နောက်ခံပိတ်ကားကိုပြန်တက်ဖို့အချိန်မရတော့သဖြင့်ဒီတိုင်းဟင်းလင်းဖွင့်ထားလိုက်ရသည် ယခုနောက်ဆုံးပိတ်အိမ်နဲ့လွယ်မဲ့သူကတော့ဆရာချီဦးညူပါပဲကျွန်တော်ကတော့ဝိတုတပုတ်မွေးဖွားခြင်းဆိုတဲ့ခေါင်းစဉ်နဲ့ဟောပြောမှာဖြစ်ပါတယ်ဟုအဆချီလိုက်သည်ထိုကားလှထုံကသူ့ဘေးနားမှာထိုင်နေသည့်မက်လုံးဘက်သို့လှည့်၍မက်လုံးရေပြန်ရဟုပြောလေသည်မက်လုံးကဟဲ့ဘလို့ဖြစ်တာလဲဟောပြောဝဲတာမပြီးသေးဘူးအိုးသူဘာပြောမယ်ဆိုတာကျွန်မသိပြီးသားပါဟဲ့ဘလို့ဒီရလဲဟောမကြားဘူးလားဝိတုတပုတ်မွေးဖွားခြင်းနဲ့ဒါမျိုးကမိခင်တဲ့ကလေးစောင့်ရှောက်ရေးတည်ရလားတော့နားထောင်ပြီးသား လေးဘယ်လိုမွေးရမယ်ဘယ်လိုပြုစုရတယ်။ကောင်းတည်နေပြီကောင်းကောင်းတည်နေပြီမြို့နယ်ကဆရာမမကြီးကိုရင်တင်ချာရှင်းပြတာ။ဒီချီဦးညွာဘလောက်တက်လို့ဒီကြောင်ပြောမှလဲဖခင်လေးလှထုံရဲ့ခလေးမွေးရပြောမှမဟုတ်ဘူးဝိတုကြောင်ပြောမှအဝိတုကမွေးလို့ရလို့လားဆိုင်းရဆာဆိုပြီးဒါတော့မသိဘူးလားလှထုံဤဝေပန်ရေးကိုဆရာချီဦးညွမကြားသဖြင့်တော်သေးသည်သူကတော့ကံကောင်းသည်ဟုဆိုရမည်ရှေးကဆရာနှစ်ယောက်ကလက်စင်းခံပေးသွားသဖြင့်ပြိတ္တရီထာကိုကံကောင်းသည်သွားပြီးပြီးတော့သူက ကျောင်းစီယာကျူရှင်စီယာဇာဘွဲဒါရိုက်တာအပြင်လိုအပ်လင်းစင်ပေါ်တက်ပြီးကိုရိုင်းတယောက်ဆောင်လှုပ်ဖူးသည်ပြိတန်မျိုးစုံနှင့်ဆောင်မှုနေသည့်ထို့ကြောင့်ဟဲ့ကျွန်တော်ဟောပြောမှုမဆခင်ပြိတန်ကြီးနဲ့ကျွန်တော်နဲ့ကြိုတင်နားလည်မှုတစ်ခုလုပ်ရကျွန်တော်ပြောမယ့်အကြောင်းအရာကရည်ကြရီတိတ်မပါလာဘူးဒါပေမဲ့ပြိတန်ကြီးမပြင်းရအောင်ရည်ကြလေးတွေကြားညံ့ပြီးတော့အလင်းတင့်တယ်လို့ပြောသွားမယ်ဒီတော့ရည်ကြအကြောင်းပြောပြီးဆိုရင်ကျွန်တော်ကလက်ထောင်ပြလိုက်မယ်အဲ့ဒါဆိုရင်တော့အားရပါရရည်ကြပြီးတော့ခုကြိုတင်စည်းဝါးရလိုက်သည်ထို့နောက်စတင်ဟောပြောသည် ဝိတုဆိုဒီမှာပုံမြင်ကဆင်းသက်လာကြောင်းငယ်စဉ်ကဘွားရဲ့ကြီးတွေပြောပြသောပုံမြင်များသည်ဝိတုဖြစ်လာဖို့တတိတီးပေးလာခြင်းပင်ဖြစ်ကြောင်းပရိသတ်ကလည်းသဘောတူညီမှုဒါငြင်းသက်စွာနှထောင်နေသည်ထို့စဉ်မှာပင်ဆရာချီဦးညိုဤမျက်မှန်သည်နှာခေါင်းရပေါ်သို့လျှော့ကြလာသည်သူကမျက်မှန်ကိုပြန်ပင့်တင်ရန်လက်ကိုမြှောက်လိုက်သည်ပရိသတ်ကဒါချက်ပေးတာပဲဆိုပြီးတော့အုံငနဲ့ရည်ကြသည် ဒါပဲဖြစ်ဖြစ်သူကရည်စရာလေးတွေကိုပြိဿပြင်းလာမိအချိန်ညံ့ညံ့ထက်သွားသဖြင့်အဆင်ပြေသွားသည်ဒါတောင်တခုလွဲသွားသေးသည်စင်မောင်မကြီးလည်းရင်းနှွေးချမ်းဦးကိုတယောက်တည်းလက်စီကိုင်းနေသောမောင်းသစ်စင်းနှင့်ညီကိုရဲတို့ကိုလှမ်းမြင်နေရသည် ပတိကလှစ်ခနဲလှစ်ခနဲဝင်ဝင်မော့သွားတာကိုလည်းတွေ့ရသည်တော်တော်လက်ညီတဲ့သူတွေညီကိုရဲဆိုတဲ့ကောင်လေးကလည်းလူကြီးတော့ပလင်းလောက်ရှိတယ်ဆိုတာမျိုး ပလင်ကြီးတော့လေလူလောက်ရှိတယ်ဆိုတာမျိုးဒီငင်းနဲ့တွေလောက်တာနဲ့ငါအတွက်တောင်ကြမ်းမမလားမသိဘူးဆိုပြီးအာရုံရောက်သွားတဲ့ဖြင့်တန်တာကလေးမှာခေါင်းဆယ်လုံးရှိတယ်ဟုပြောရမည်စားပလင်ဆယ်လုံးရှိတယ်ဟုရောင်ပြီးပြောမိသေးသည်သူရရင် သူကနဲ့သည်လက်ကိုအလင်းအမြန်ထောင်ပြလိုက်တဲ့ဖြင့်ပြိဿရေအောင်တမင်လောက်တလို့ဖြစ်သွားစေသည်ဒီလိုနဲ့ဆရာချီဦးညိုလည်းပြိဿကိုချော့ထင်း၍ပြောရင်းဟောပြောမှုကိုနှီးကုံထုံလိုက်သည် ဖုန်းဒီလည်းဟောပြောပွဲအောင်မြင်စွာပြီးဆုံးကြောင်းကြေညာရန်မိုက်ခရိုဖုန်းကိုကောက်ကန်လိုက်စဉ်ပတိကဆင်ပေါ်ပြေးတက်လာ၏စကားပြောဆင်မြင်ရှေ့တွင်ရပ်လိုက်ပြီးဟောပြောပွဲကြီးကတော့ပြီးသွားပါပြီဒါမဲ့ဒီတိုင်းဆို၆ကက်ကက်ကြီးဖြစ်နေမှာမို့ဟောပြောပွဲအောင်မြင်ခြင်းထိတ်မန့်နေတဲ့ကျွန်တော်တချင်းတစ်ပုတ်ဆိုပြပါမယ်ဟုကြေညာလိုက်သည်လက်ကုပ်တံများဆူညံသွားသည်မောင်ဝါတို့ဖုန်းနီတို့လည်းတားချဖို့ရာအချိန်မရလိုက်ပတိကတော်တော်မှန်နေပြီဖြစ်သည်ထို့နောက်သူ၏ favorite ဖြစ်သော မွေးလွန်းသည့်ပန်းတချင်ကိုဆိုပြလေသည်တပုတ်နေမကျေနပ်သေးပဲချစ်သူတို့ရှောက်သောလမ်းကလေးကိုဆက်ဆူပြန်သည်ဒါနဲ့လည်းမပြီးသေးပဲအားလုံးပျော်ပျော်ပါးပါးဖြစ်သွားအောင်ဆိုင်ရီဆရာများကတချင်တပုတ်စီနဲ့ဖျော်ပြပေးဖို့တောင်းဆိုပါတယ်ခမညာလက်ခုပ်တန်တွေရောလက်ခောက်မှုတ်တန်တွေရောစူညံသွားသည်ဆိုင်ရီဆရာတွေကမျက်လုံးပြုကုန်ကြသည်ပြိတက်ကလည်းဟုတ်တယ်ဆိုပါပြို့ဟုပွဲတော်နေကြသည်ပရိသတ်ဤဆန္ဒကိုဆန့်ကျင်ခြင်းကမဖြစ်နိုင်သည်ဖြင့်ဆရာချီဦးညိုကစူတူရွယ်တခြင်းကိုတက်ဆူပြလိုက်သည် မောင်တစ်စင်းကလည်းသူ့အတန်ဝါဝါအော်အော်ကြောင်ကြောင်ကြီးနဲ့ယောက်ျားမှလည်းအဲနေပါတချင်းကိုဆူလာရပြန်သည်ပတိကတဆင့်တက်ပြီးဆရာနီကိုရဲတို့ဇနီးပေါင်နှံကိုဇုံတွဲတချင်းဆိုပါဟုလှုပ်လာပြန်တဲ့ဖြင့်ဒါဟာအချက်လားတချင်းကိုဆူရပြန်လေသည်ပြိတ္တလက်ခုတ်တံမှာဟိမ့်ဟိမ့်ညံနေလေတော့သည်ဤသို့ဖြင့်တိုင်းရင်ကောင်းရက်ွက်စာပေဟောပြောဝဲကြည့်သည်ပျော်ရွှင်စီကတိုင်းမြိုက်စွာပြီးဆုံးသွားလေတော့သည်အလုံးလဲဝန်းတာချင်းနဲ့ကြသည်ပြဿနာတစ်ခုပဲကျန်သည်လက်ဆောင်ပစ္စည်းချင်းမြင့်သည့်ကိစ္စ မူလစီစဉ်နှုန်းကစာရေးဆရာနှစ်ယောက်နဲ့အမျိုးသမီးစာရေးဆရာမတစ်ယောက်ဟောပြောမိဖြစ်တဲ့ဖြင့်ပတ်စိုးနှစ်ထည်နဲ့ထပ်မင်းတစ်ထည်ဝယ်ထားသည့်အခုစာရေးဆရာတွေကြီးပဲဆိုတော့အငယ်ဆုံးဖြစ်သောနီကိုရဲကိုဝင်တောင်းတမှန်မှန်လို့ပြီးထမင်းတစ်ထည်ပေးလိုက်ရသည်သူတို့ကမျက်နှာပူအားနာနေတော့လဲနီကိုရဲ၏မိသည်လေးကဟဲ ထမင်းဟုတ်လားအကြည့်စမ်းဟိုးရင်ဟောပြောပွဲရုံကသူ့အတွက်ပစိုးတွေကြီးပဲလက်ဆောင်ရခဲ့တာဒီတစ်ခါမှပဲကျမအတွက်ရတော့တယ်ဒါမဲ့တော့ကိုကိုနောက်နေ့တွေ့ကြရင်လည်းဒီရက်ွက်မှာပဲဟောရမယ်တိလားအခုကြိုတင်စင်ရန်ရိုက်ထားလိုက်လေတော့သည် ဆိုင်ဆရာတွေပြောပြတော့စာပေဟောပြောဝဲခိဦးတို့ကရည်စရာဖြစ်ပျက်ကလေးများနဲ့ကျွန်တော်ကိုယ်တိုင်ကြုံတွေ့ခဲ့ရသောပျော်စရာကြောင်းကလေးများကိုစုပေါင်း၍ဝိတုတပုတ်အသွင်တင်ဆက်လိုက်ရခြင်းဖြစ်ပါသည်ဟတရတမြောက်စင်ရန်နည်းနည်းပူပူတတလေးချက်ကရည်သားထားကြောင်းကိုလည်းဝန်ခံပါသည်အခုခါမှာတော့စာပေဟောပြောဝဲအများစုကစနစ်တကျတတ်တက်ရက်ခက်ခက်နာနာကျင်းပနိုင်ကြပြီဖြစ်ပါကြဆ iam င်းလူရဲ့ ချိန်ချိန်တဲတဲဟောပြောဝဲဆိုတာကတော့ဒီမှာပဲအဆုံးသတ်သွားပြီဖြစ်ပါတယ်နောက်ထပ်လဲတဘာဝကြကြဟကြရတာတွေကကျန်ရှိနေတဲ့ဝိထုများကိုဆက်လက်ပြီးတင်ဆက်အောင်မှာဖြစ်ပါတယ်ရှင် ကျေးဇူးတင်ပါတယ်ရှင်ကျမတို့ကြပါ